ကရင်နယ်ကြားဆောင်အတွက် BGF ခေါင်းဆောင်စောချစ်သူရဲ့အွန်လိုင်းငွေလိမ်ကိုင်းစီးပွားဘက်ရွှေကိုကိုရထိုင်မျိုးတစ်တီထောင်သူရှိကြီးကြံကိုထိုင်းကတရုတ်အစိုးရထံနိုဝင်ဘာလ12ရက်နေ့မှာပဲလွှဲပြောင်းပေးခဲ့လိုက်တယ်လို့ထိုင်းသတင်းဌာနသဲရီပိုတာကဖော်ပြပါတယ်ရရီနဲ့ရွှေကိုကိုမှာကြားပြန်အွန်လိုင်းငွေလိမ်ကိုင်းတွေပြဖြားခံရရထိုက်ကုမ္ပဏီအုပ်စုရထိုက် International Holding Group တီထောင်သူရှီကြီးကျန်ကိုထိုင်းချင်းထောင်ကနေတရုတ်ဘက်ကိုလွှဲပြောင်းဖို့ နိုဝင်ဘာလ10ရက်နေ့မှာထိုင်းအယူကန်တရားရုံးကဆုံးဖြတ်ပြီးနောက်နိုဝင်ဘာလ12ရက်နေ့မှာအခုလိုလွှဲပြောင်းပေးခဲ့တာလို့သိရပါဗျ။ထိုင်းသတင်းဌာနသဲရီပိုတာသတင်းအရထိုင်းဘက်ကတာဝန်ရှိသူတွေကနိုဝင်ဘာလ12ရက်နေ့မွန်လဲပိုင်းမှာပဲဟာနုမန်စစ်စင်ရေးနဲ့ရှီချင်းကျန်ကိုတရုတ်ဘက်ကိုလွှဲပြောင်းပေးမယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံမှာရာဇဝတ်ခိုင်းနေတီထောင်ထားမှုကြောင့်ထွက်ပြေးလာရပြီးကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားသူရှီချင်းကျန်ကိုအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းတွေနဲ့လောင်းကစားမှုတွေကြောင့် ဖိုင်းဆိုရကဖမ်းဆီးထားတာပဲဖြစ်ပါတယ်။ရှီကျင်းကျန်ကို2022ခုနှစ်ဩဂုတ်လမှာထိုင်းနိုင်ငံဗန်ကောက်မြို့မှာဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။တရုတ်အစိုးရကကြားဖြန့်ကိုင်းကောင်းဆောင်ကိုလွှဲပြောင်းပေးဖို့အဲ့ဒီနှစ်နိုဝင်ဘာလကလေးကတောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။အခုနှစ်အောက်တိုဘာလမှာတော့ရှီကျင်းကျန်ကိုတရုတ်အစိုးရထံလွှဲပြောင်းပေးဖို့ထိုင်းအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ခဲ့ပြီး အပိသက်လွယ်ပြီးမဲ့စီရင်ချက်ကိုထိုင်းအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ခွင့်မရှိတာကြောင့်အယူခံတရားရုံးကိုလွှဲပြောင်းပေးခဲ့ပါတယ်။အခုလ10ရက်နေ့မှာတော့အယူခံတရားရုံးကရက်60အတွင်းရထိုက်ကုမ္ပဏီအုပ်စုရထိုက် International Holding Group တီထောင်သူရှီချင်းကျန်ကိုတရုတ်အစိုးရစီလွှဲပြောင်းဖို့ဆုံးဖြတ်လိုက်တာပါ။ရှီချင်းကျန်ဟာတရုတ်ယွမ်ငွေ2895ဘီလီယံ ထိုင်းဘတ်12.6ထရီလီယံခန့်ကျော်လိမ့်လည်ခဲ့သောကာစီနိုဝက်ဘ်ဆိုက်239ခုထပ်မံတည်ထောင်ခဲ့တဲ့အမှုနဲ့ထိုင်းကဖန်ဆီးထားတာပဲဖြစ်ပါတယ်။ကြားဖြန့်ခေါင်းဆောင်အဖြစ်သတ်မှတ်ခံထားရတဲ့ရှီကျင်းကြံကိုအွန်လိုင်းငွေလည်မှုလူကုန်ကူးမှုတွေအပါအဝင်ငွေကြေးခဝါချမှုတွေလုပ်တယ်ဆိုပြီးတရုတ်အစိုးရရဲ့တရားခံလွှဲပြောင်းရေးတောင်းဆိုမှုကြောင့်ထိုင်းအစိုးရကဖန်ဆီးခဲ့တာပဲဖြစ်ပါတယ်။ ရှိချင်းကျန်ရဲ့ရထိုက်ကုမ္ပဏီအုပ်စုရထိုက် International Holding Group အုပ်စုကိုတည်ထောင်ပြီး BGF ဌာနချုပ်ရွှေကိုကိုမှာမြင်းငားရန်ကကြားဖြန့်မျိုးတော်ဖြစ်လာမယ်ရွှေကိုကိုမျိုးသစ်စီမံကိန်းကိုတည်ထောင်ခဲ့တာပါကိုကန့်ကြားဖြန့်ဂိုင်းကောင်းဆောင်ပယ်ဆောက်ချိန်နဲ့မိသားစုကိုလည်းတရုတ်အစိုးရက online ငွေလိမ်ဂိုင်းကြားဖြန့်မှုလူကုန်ကူးမှုအရမခိုင်းစေမှုလူတက်မှုတွေနဲ့တည်ရန်ချမှတ်လိုက်ပါတယ် ကိုကံရာဇဝတ်ခိုင်ကောင်းဆောင်ပယ်ဆောက်ချိန်နဲ့တားဖြစ်သူအပါဝင်၅ဦးကိုတရုတ်အစိုးရရဲ့ကွမ်တုံမြို့နယ်ရှန်ကျဲမြို့တရားရုံးကနိုဝင်ဘာလ၄ရက်နေ့မှာတည်ရန်အမိန့်ချမှတ်ထားပါတယ်။